မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့တနင်္သာရီဘုတ်ပြင်းလမ်းမိုင်းမှာရှိတဲ့တစ်တုံညာနှစ်တုံညာစခန်းကုန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကမေလ17ရက်နေ့နေ့လယ်ပိုင်းမှာအပိတက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တဲ့တုံညာနဲ့တုံညာစခန်းကုန်းကို AP လ30ရက်နေ့ကနေစပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တဲ့တုံညာနဲ့တုံညာကိုရပါပြီ။မကြခင် တရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်လို့ PDF တက်ဦးကပြောကြားထားပါတယ်တစ်တုံညာနှစ်တုံညာစခန်းကောင်းကိုတိုက်ခိုက်စင်မှာမေလာ၂ရက်နေ့ကနေစပြီးတော့မေလာ၁၇ရက်နေ့မနက်ပိုင်းအထိစစ်ကောင်စီတပ်ကလေကြောင်းကနေအပြင်းထန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တနင်္လာရတိုင်းတွင်းမှာစစ်ကောင်စီစခန်းများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနေတယ်လို့သိရပါတယ် တနင်္လာရီမြို့နယ်တိန်တော်ရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုအေပီလ23ရက်နေ့ကနေစပြီးတော့ဗိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတိတ်ကတိုက်ခိုက်ခဲ့ပြီးမေလ10ရက်နေ့မှာတင်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲတရချောင်းမြို့နယ်အမှတ်10ပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့ပဲထက်ကျေးရွာစစ်ကောင်စီတပ်စခန်းနဲ့ကြောက်ဆဲကျေးရွာအတွင်းမှာရှိတဲ့ပြူစောတိစခန်းကိုလည်းတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကမေလ4ရက်နေ့ကနေစတင်တိုက်ခိုက်ခဲ့ပြီးတော့မေလ10ရက်နေ့မှာသိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ပဲထက်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်26ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ပဲတဲ့စကမ်းကိုပြန်လဲရယူနိုင်ရေးအတွက်စေကောင်းစီဘက်ကလည်းကြီးရေလေးအင်အားသုံးပြီးတော့တိုက်ခိုက်ရန်ကြိုးစားနေတယ်လို့ဒေါ်လိုင်းတပ်ဖွဲ့များကလည်းနေမြေစိုးမှုရေးပြည်သူ့ကာကွယ်ရေးလုပ်ငန်းရှင်များဇက်တိုက်လှုပ်ဆောင်ခြင်းနဲ့ဒဝဲခရိုင်အပါဝင်တနင်္သာရီတိုင်းတွင်စကမ်းသိမ်းတိုက်ပွဲများကိုဆက်လက်ဖော်ဆောင်ခြင်းတို့ကိုပြုလုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့စည်ရေးသတိရှိကြရန်လည်း လေချောင်းရံကာကွယ်ရေးလုံဆောင်ချက်များကိုလိုက်နာကြရန်ဗိတ်ခရိုင်ပြည်သူကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်ကသတိပေးထားတယ်လို့သိရပါတယ်။ဒါကြောင့်တော်လိုင်းတပ်များက၄ရက်အတွင်းမှာစခန်း၃ခုကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ PDF များအပါအဝင်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များဟာလည်းမေလ၁၇ရက်နေ့မှာတမူးမြို့နယ်မှာရှိတဲ့မြို့သစ်မြို့ကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအတွင်းမှာ PDF များကိုကြောက်နေရတဲ့အတွက် ရေနံမြေလုံကြုံရေးဆောင်ရဲများလက်ပံတို့ကြောက်ခွက်ရေနံမြေအပါဝင်ရေနံမော်လောက်ကွက်များမှာတွားရောက်ပြီးတော့တာဝန်မထမ်းဆောင်ရရေးအတွက်ပြည်ထောင်ဝင်ကြီးဌာနကထိတ်တန့်အရာရှိများကိုအ ਨੇ ဆုံးချက်သိန်း30ကစတင်ပြီးတော့လက်ထိုးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရေနံမြေရဲတပ်ဖွဲ့ကအရာရှိနဲ့တပ်ဖွဲ့ဝင်များဟာ PDF များစုမိုးနေတဲ့မကွေးတိုင်းအတွင်းမှာရှိတဲ့ရေနံလောက်ကွက်များမှာတာဝန်မကျစေရအတွက်ရေနံမြေရဲတပ်ဖွဲ့မှရဲမှုကြီးလှည်အပါဝင် ပြည်ထောင်စုဝန်ကြီးဌာနအရာရှိများကိုလက်ထိုးနေရတယ်လို့သိရပါတယ်။အရာရှိဆိုရင်ငွေကျပ်30လက်ထိုးရပြီးတော့အခြားအဆင့်ဆိုရင်ငွေကျပ်5သိန်းလက်ထိုးရတယ်လို့သိရပါတယ်။ PDF ဖေကိုကြောက်နေရလို့ရှေ့တန်းရေနံမြေလောက်ွက်ဒေးစီကိုမသွားရဖို့အတွက်ရေနံမြေရဲတပ်ဖွဲ့မှုကိုအရာရှိဆိုရင်30တခြားအဆင့်ဆိုရင်5သိန်းအထိပေးရတယ်။ရေနံမြေရဲတပ်ဖွဲ့မှုဘုံမူကြီးလှရည်ရဲ့သားကလည်းလောက်ကုန်ရင်သူ့အတွက်မဟုတ်ဘူးဆိုပြီးတော့ရဲအရာရှိတွေနဲ့တပ်ဖွဲ့ဝင်နေစီကနေပြီးတော့တီးတန့်လိုက်တောင်းတယ်။ရဲမှုလှရည်ရဲ့သားကအာကာတဲ့ လက်ပံတို့ကြောက်ခွက်ရေနံမျိုးကိုလည်းမသွားကျင်ကြဘူးငွေပေးလို့ရရင်ရမရရင်လည်းတေရမှာဆိုတော့ထောင်ချခံမယ်ဆိုပြီးဘယ်ရဲမှမသွားကြဘူးလို့ရဲတရင်အရင်ကပြောဆိုထားပါဗယ်အခုလိုမျိုးမကွေးတိုင်းအတွင်းမှာရှိတဲ့ရေနံမျိုးလောက်ွက်များကိုမပြောင်းရွှေ့ခြင်းတဲ့အတွက်ကြောင့်အေးအေးယူခံရတဲ့ရေနံမျိုးရဲတပ်ဖွဲ့ဝင်များရှိနေပြီးမှတ်တမ်းဝင်လက်မှတ်ရေးထိုးသတိပေးထားတယ်လို့သိရပါဗယ် PDF အားနည်းနေတဲ့ရေနံမြေလောက်ကများမှာတော့ရေနံမြေရဲများကိုတိုင်ရေနံများကိုခိုးထုတ်ပြီးတော့ငွေကြေးရှာဖွေနေကြတယ်လို့သိရပါတယ်ရေနံမြေရဲများနဲ့အတူစစ်တပ်ကပါပါဝင်ပတ်သက်နေတယ်လို့သိရပါတယ်ဒူရဲမှုတင်မောင်အေးကထန်းကိုင်းရေနံမြေကပါအထက်မင်းလာနယ်ဘက်ကရေနံမြေတခိုးတွေတက်ကလူတွေနဲ့ပေါင်းပြီးတော့ရေနံလိုက်ပြီးတော့ခိုးထုတ်တယ်စစ်တပ်ကဗိုလ်ကြီးမင်းဝေတို့နဲ့လည်းပတ်သက်တယ်လုံစားရေနံခိုးတဲ့အဖွဲ့ပါလို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာမကွေးတိုင်းအတွင်းမှာရှိတဲ့ရေနံလောက်ကွက်အများစုမှာ PDF များရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိနေတဲ့အတွက်ကြောင့်စစ်ကောင်စီကရေနံများတည်ယူရောင်းချခြင်းမပြုကြဖို့အတွက်ပိတ်ပင်မှုများပြုလုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကပြည်သူများရဲ့ကိုရေးသတင်းအချက်အလက်များကိုထိမ့်ချုပ်နိုင်ရေးအတွက် UID စမတ်ကတ်များကိုမဖြစ်မနေလုံဆောင်ရန်ဖိအားပေးနေရာနိုင်ငံတော်အလုံးမှာစမတ်ကတ်လုံရန်အတွက်လူဝင်မှုကြီးကြပ်ရေးဌာနကလက်ပေးလက်ယုံမှုများအကြီးအကျယ်ကျူးလွန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကနိုင်ငံကူးလက်မှတ်လျှောက်ထားရမှာ၎င်းနေဆက်ဖြတ်ကျော်ခွင့်အတွက်၎င်းခရီးသွားလာရမှာ၎င်း UID စမတ်ကတ်များပါရှိရမယ်လို့ညွှန်ကြားချက်ထုတ်ပြန်ထားရာအခုလိုမျိုးလုံဆောင်မှုကြောင့်ပြည်သူများအလုံးဟာ UID smart card များမဖြစ်မနေလှုပ်ဆောင်နေရတယ်လို့သိရပါတယ်။နိုင်ငံတော်ကမြို့နယ်များမှာရှိတဲ့လောက်ကရုံးများမှာ UID smart card ပြုလုပ်သူများနဲ့ကြိတ်ကြိတ်တိုးနေရလူဝင်မှုကြီးကြပ်ရေးဌာနကငွေကြေးများအစမတန်တောင်းခံပြီးတော့လက်ပေးလက်ယူမှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ဘယ်မြို့နယ်မှာပဲလှုပ်လို့ UID smart card လုပ်မယ်ဆိုရင်အနည်းဆုံး5000ပေးရတယ်။အမြန်လုပ်မယ်ဆိုရင်3သိန်းအထိလောက်ကတောင်းတယ်။အခုကအဲ့ဒီ UID smart card မပိုင်ရင်ခေးသွားလို့မရဘူး။နိုင်ငံကူးလက်မှတ်ရှောက်လို့မရဘူးဆိုတော့လူတိုင်းကအဲ့ဒါကိုရှောက်နေရတယ် လာဝကအတွက်ကတော့စားပေါက်ဝင်ကြီးကိုဖြစ်နေတာပေါ့လို့ရန်ကုန်ကပြည်သူတို့ကပြောဆိုထားပါတယ်တရုတ်မြန်မာနယ်စပ်မူဆယ်မြို့မှာတရုတ်နိုင်ငံဘက်ကနယ်စပ်ဖြတ်ကျော်ခွင့်ရရှိနိုင်ဖို့အတွက် UND Smart ကများကိုပြည်သူများကနေစဉ်ကြိတ်ကြိတ်တိုးလုံနေရပြီးတော့အမြန်ကြီးတရုတ်ယွမ်ငွေ900ကစပြီးတော့လာဝကကတောင်းယူနေတယ်လို့သိရပါတယ်သူတို့ကတပတ်ကို1900ကျော်လောက်ပဲ UND ကတ်ထုတ်ပေးတာတကယ်တမ်းလှုပ်ချင်တာကလူတွေကတောင်းနဲ့ချီပြီးတော့လှုပ်ချင်နေကြတာအဲ့ဒီတော့ကြိတ်ကြိတ်ကိုတိုးနေတာပဲပွဲစားတွေရော NRTB တွေရောအကုန်လုံးအလုပ်ဖြစ်နေတာ UND ကမှပိုင်ရင်လေပြုတ်ပြီဘက်ကိုပေးမကူဘူးလေမူဆယ်လဝကကကောင်းနေဆိုအကုန်လုံးတထည့်ဖြစ်ကုန်ပြီတနေ့တနေ့ငွေတွေကိုစာလာအိတ်နဲ့ပါထည့်နေရတယ်လို့မူဆယ်မျိုးကကုံတယ်တူကပြောပြခဲ့ပါတယ် UND ကများဟာပြည်သူများရဲ့အချက်လက်များကိုအွန်လိုင်းပေါ်မှာမှတ်ပုံတင်လိုက်ခြင်းဖြစ်ပြီးတော့ကဏန်းဆယ်လုံးပါတဲ့ကတ်တစ်ခုထုတ်ပေးတယ်လို့သိရပါတယ်အဲ့ဒီကတ်နံပါတ်ကိုအွန်လိုင်းပေါ်မှာဖြည့်လိုက်ရုံနဲ့အဲ့ဒီပြည်သူဟာမြည်သည့်နေရာမြည်သည့်မြို့နယ်ကဖြစ်တယ်ဆိုတာကိုအလွယ်တကူသိရှိနိုင်တယ်လို့သိရပါတယ် ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ငစိန်လန်းလာဝကရုံမှာ UID Smart ကပြုလုပ်ရမှာငွေကြေးပေးပြီးတော့လှုပ်ဆောင်နေရပြီးတော့ပတ်စံပေးနိုင်သူများသာအမြန်လှုပ်ပေးပြီးပတ်စံမပေးနိုင်တဲ့သူတွေကတော့မနက်3နာရီခန့်ကစတင်ပြီးတော့တန်းစီနေရတယ်လို့သိရပါဗျ။ပတ်စံပေးထားတဲ့သူတွေကတော့မနက်9:00နာရီမှလာရောက်ပြီးတော့နိုင်ဝက်အတွင်စမတ်ကရရှိနိုင်တယ်လို့သိရပါဗျ။ပတ်စံမပေးနိုင်တဲ့သူတွေကတော့မနက်3:00နာရီကနေစတင်တန်းစီကမွန်လွဲ2:00နာရီမှသာရရှိနိုင်တယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမြို့နယ်ဝမ်းပြေကြီးရွာနဲ့အလကပကြီးရွာကြားမှာအကြမ်းဖက်စစ်ကောင်စီရဲ့ကျင်းနီများတင်ဆောင်လာတဲ့အကြမ်းဖက်စစ်ကောင်စီရင်နှန်းနဲ့ကင်းမုံဝင့်နေတဲ့စစ်သားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ10ရက်နေ့မွန်လွယ်တနိုင်52မိနစ်အချိန်ကမုံရွာမြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကျေးနေများတင်ဆောင်လာတဲ့စစ်ရင်တန်းကိုဝမ်းပြေကျေးရွာနဲ့အလကပကျေးရွာကြားအရောက်မှာမိုင်းဆွဲပြီးတော့လက်နက်ငယ်များ40မမများနဲ့အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီကားများဟာအရှိန်ကုန်မောင်းနှင်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးကျင်းနေတင်ဆောင်လာတဲ့စစ်ရင်တန်းကိုတိုက်ခိုက်ပြီးတဲ့နောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဟာပြန်လည်ဆုတ်ခွာလာတဲ့အချိန်အလကပကျေးရွာနဲ့ ဝမ်းပြေကြေးရွာကြားမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကင်းဘုံစစ်သားများနဲ့ထိတ်တိုက်တွေ့ခဲ့ရာအပြန်လန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေထိကိသေဆုံးမှုရှိနိုင်ပေမဲ့အတိအကျတော့မသိရသေးဘူး။ကျင်းနေတင်ကားတွေကအတင်းမောင်းပြေးသွားကြတာကင်းဘုံနဲ့တိုးတော့ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ရောပြစ်ခတ်တာတွေရှိတယ်။ ကျွန်တော်တို့ရဲဘော်တွေကတော့အထီးကိုက်မရှိပါဘူးလို့ dot killers people defend force မြင်းမူကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို dot killers people defend force မြင်းမူ DKPDF MMU ဇေယျရွှေမြေမြင်းမူ fighter အနောက်ချမ်းပကဖနဲ့မြင်းမူမြို့နယ်ရဲကြီးပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်ကျွဲကြကြီးရွာကိုစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိရှုဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ10ရက်နေ့မနက်9:00ခွဲအချိန်ကစစ်ကောင်စီနဲ့ပြူစောတိအင်အားတရာခန့်ဟာ မရိယာမြို့နယ်ငါးလုံးပြန်ကြေးရွာကနေမရိယာမြို့နယ်ကျွဲကြကြေးရွာစိတ်သာကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။မေလ10ရက်နေ့မနက်9:45မိနစ်အချိန်မှာစစ်ကောင်စီတပ်ကကျွဲကြကြေးရွာကိုမီးတင်ရှုတ်ပြီးတော့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မေလ10ရက်နေ့မှာတိုက်ပွဲမဖြစ်ပါဘူး။ဒါပေမဲ့အရင်ရက်တွေကတိုက်ပွဲဖြစ်ပြီးတော့စစ်ကောင်စီကအထိနာနေတယ်။အဲဒါကြောင့်ထင်းနေကျွဲကြကြေးရွာကိုမီးရှို့ပါတယ်။ နေအိမ်ခုနှစ်လုံးနဲ့ဆိုင်ကယ်တစ်စီးမိသေးပါသွားပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။လက်ရှိမှာစေကောင်းစီကမတရားမျိုးနဲ့အတွင်စစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်ပြည်သူတွေဟာထောင်ပေါင်းချီပြီးတော့ထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။